လက်ဗနွန်ကဂျီမာလွန်နဲ့အမေရိကန်ကြောက်တုံးကြီးလဗ်နိုနိုင်ငံမှာဒူဖို့ရှာဖွေတွေ့ရှိခဲ့တဲ့ရှေးဟောင်းလီလာရေးနေရာတစ်ခုတည်းကကြောက်တုံးကြီးတတုံးကချိန်မာလွန်ပြီးတော့ထူးလဲအယမ်းကိုထူးဆန်းပါတယ်။အဲဒီနေရာကို ဘယ်ဘက်လို့ခေါ်ပြီးတော့ရောမအင်ပါရိုသိမ်းပိုက်ထားတော့ကဒီနေရာမှာဟာတူလီရဲ့ဝက်ချောင်းတော်ကိုတိဆောက်ခဲ့ကြပြီးတော့အဲ့ဒီကြောက်တုံးကြီးအပါအဝင်ဂျီမာလုံးရဲ့အကြောက်တုံး6ခုကိုအဲ့ဒီမှာတွေ့ခဲ့ရတာပါငကိုတဲကဟာတူလီဝက်ချောင်းနေရာကထူးခြားလုံးနေခဲ့ပါပြီဟာတူလီဝက်ချောင်းကအောက်ကပိုရှိကြတဲ့နေရာတစ်ခုပေါ်မှာထပ်ပြီးတော့တိဆောက်ထားတာဖြစ်က အောက်ကနေရာကတော့ဖိုနီရှန်တွေတိဆောက်သွားခဲ့တာလို့ယူဆကြပါတယ် လွန်ခဲ့တဲ့နှစ်3နောင်ကျော်ကပေါ့အမေရောကန်ကြောက်တုံးလို့ခေါ်တာကဒူဖော်ပြီးအချုံးကင်ပြီးပေမဲ့ဒီအတိုင်းမြေထဲမှာတပိုင်းတစကြီးထားခဲ့ခံရတာမို့လို့ပါကြောက်တုံးကြီးကဘလောက်တောင်ကြီးတယ်လဲဆိုရင်1650တန်တောင်လေးပြီးတော့55ပေရှိပေ20ပြည့်ရှိပြီးတော့လဲချနေတဲ့အမြင့်ရတဲ့18ပေရှိပါတယ်ဒါလောက်ကြီးမတဲ့ကြောက်တုံးကြီးကိုဘလိုဘလိုနီးနဲ့ချုံးမှုပြီးတော့၄တောင်ဖြစ်အောင်ဒူဖော်ကြတယ်လဲဘာလို့ဖို့ဒူဖော်တာလဲဘာကြောင့်ဒီတိုင်းထားခဲ့ကြတာလဲဆိုတော့ ိုအခုမှဘသူထီကိုမသိကြသေးဘူးဖြစ်ပါရဲ့ရှင်